အဲ့ဒါလို့နေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံအောင်းလို့တဲ့အနေထားမျိုးတွေဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင်သူအံအောင်းရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်ကကိုးပြာတိဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျဉ်း6900လောက်ပြတ်ရတယ်တဲ့ မထင်မှတ်ပဲနဲ့အချိန်ပေါင်း1500လောက်ထိအောင်ရသော်ဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျလို့တစားဘုံနဲ့တော်ပြာသူဆိုတဲ့သုံးလတိတိကုရုဝေလကတ္တဗရောစီနေပြီးတော့ရသော်ဘုရားစီယုံရလာလွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ် အချိန်အခါကိုစောင့်ဆိုင်းပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရစီယုံရေးလို့ခေါ်တယ်ဗောဒါဘုရုအတွက်စီယုံတာတော့လို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါကငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါတိတယ်လို့သိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေ ငါတန်ရာကထွက်ရတယ်လို့သူတို့လည်းထွက်ပြထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုကငါတပည့်ပိဋိတ်များဖို့အတွက်ငါလှုပ်လှုပ်ခံမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိတ်ကြခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝိလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချင်း 3လကြာအောင်ဆောင်းဆိုင်တော်မူခဲ့တယ်။အဲ့ဒါလို့ဆောင်းဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရသည်ရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆုံးပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြက်ထဲမှာရေဆင်းချိုးကြတယ်။ခိုက်ခိုက်တုံးနေအောင်ရေချိုးကြတယ်။ရေချိုးပြီးတဲ့အခါကျတော့အေးလို့မကအေးတဲ့အခါမလုပ်ကြတော့ဆိုမီးလုံကြတယ်။ အဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကြုံနေတယ်ကြုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်စရာထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါ့ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမွေးပေးတယ် ယတိတွေဒီရေချိုးပြီးတဲ့အခါမီးလုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကောနဲ့ဒီမှာမီးလုံเสียရလဲရအဲ့ဒီမီးတွေညှိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးညှိမ့်အောင်လုပ်ပြရတယ်အဲ့လိုအစွမ်းတကောပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တမတို့စွမ်းတကောပေါင်းပြတာ1500ကျော်တယ်တဲ့ သုံးလကြည့်ဒီအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူရဟန္တာလို့ထင်နေဖရာတကိုးကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုရဟန္တာလို့ကိလေသာအာတော်ကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်ခံမှုဒီနေ့ကျတော့ရသော်ဗျာက၃လပြည့်လာတဲ့အချိန်မှာ သူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့ဘယ်လိုပြောတော့ထောက်ဥရဝေလာယတေကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အချက်တောင်တဲ့မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတံဝေကားတွေရသွားတယ်ငါယဟန္တာမဟုတ်ဘူးတဲ့ ငါမှလည်းယန္တာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘယ်လိုလုပ်ယန္တာဖြစ်မှလဲလို့မြတ်စွာဘုရားမိန့်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်။အဲဒီလိုခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူနောက်လိုက်ယသိတွေကိုပြောတယ်။ငါတော့ယဟန်ဂေါရမရဲ့တပည့်ခံတော့မယ်။ မင်းတို့ဘလို့သဘောထားကြလဲလို့ဆိုသူတပည့်ရတဲ့တွေကကြာပါပြီတဲ့ဖရာတပည့်ခံမို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာရသော်ဖရာတပည့်ဖြစ်ခံယူလိုက်ကြတယ်ယတိတွေဝိစင်တဲ့အဝတ်တွေအားလုံးနေရင်စရာမြေကျော်မျောလိုက်ကြတယ်မျောလိုက်တဲ့အခါမျောသွားတော့နတိကတ္တဘာတို့ရေချိုးတဲ့စီရောက်သွားတော့ သူ့အကိုတွေအတုံးပြုတဲ့မိပုခုံတို့ပုတ်ကြီးတို့ယသိတွေမိပူဇော်တဲ့နေရာတုံးတာတွေတို့ဒါတွေတခုမှအတုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာဟုတ်ဆန်ကျစ်တွေတို့အဲ့ဒါတွေမျောလိုက်တာကိုမြင်လိုက်တဲ့အခါကျတော့လက်ဒီကတ္တဝါကစိုးရင်စိတ်ပေါက်သွားတာ။အော်ငါ့အကိုနဲ့တပည့်ကြီးဘာများဖြစ်ကုန်ကြလဲ။အန္တရာယ်တော့မဖြစ်ပါစေနဲ့ဆိုချက်ချင်းလိုက်လာ။လိုက်လာတဲ့အခါဒီရောက်တော့သူ့အကိုကြီးက กระดงตုံးပြီးတော့ยันဖြစ်နေတာမြင်မြင်တော့ပါသူကမေးတယ်ဒါပူကောင်းလို့လားဆိုဟုတ်တယ်ဒါပူကောင်းတယ်ပူကောင်းတယ်ဆိုတော့သူလည်းပဲသူ့ကိုနောက်လိုက်လုံမယ်ဆိုပြီးတော့ဇတိအသွင်နေဖြောက်ပြီးတော့ဖရာရဲ့တပည့်အဖြစ်ခံယူလိုက်တယ်တက္ကသူကလည်းစံจิตတွေရောမိပူဇော်တာတွေရောအကုန်လုံးရေထဲမျောချလိုက်တဲ့အခါကျတော့ အဲ့ဒါတွေကအောက်အခြေမှနေတဲ့ညီငယ်ခရာကတ္တဗာတော့တွေ့တော့ဟာငါအကိုတွေတော့ဒုက္ခရောက်ကုန်ပြီထင်တယ်ဆိုပြီးတော့ချက်ချင်းလိုက်လာဒီရောက်တဲ့အခါကျတော့အားလုံးခေါင်းပြောင်ပြီးတော့ယဟန်ဖြစ်နေကြတာမြင်တော့ဒါကပိုကောင်းသလားအေးကောင်းနေဒါကပိုကောင်းလို့ငါဒီဒီဘွားကိုပြောင်းနေဆိုသူလည်းပြောင်းမယ်အကိုရဲ့လှုပ်တဲ့လမ်းကြောင်းကိုသူလိုက်လိုက်တာဘော ဲ့ဒါလို့ညီကိုတွေအားလုံးတပည့်ပရိသတ်နဲ့တကွာယသိတထောင်ဟာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတယ်